hello မနက်ခင်ဗျာကျွန်တော်ဒီနေ့ပြပတ်သွားမယ်တော့ဒီ page အကြောင်းပြပါတယ်ဒီ page က straight အမြင်အထိမှာ page quality အနေအံဖြစ်သွားခဲ့တယ်ဒီအနေအံဘာကြောင့်ဖြစ်သွားခဲ့တယ်ဒီ page owner မသိနိုင်လည်းပဲဘလို့အမှန်တွေလောက်ခဲ့မိတဲ့အတွက်ကြောင့်မို့အခုလိုမျိုး page quality အနေအံဖြစ်သွားခဲ့တယ်ဆိုပြမှဒီနေ့ဒီ video အားလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြရှင်းပြပေးမယ်အကယ်လို့လူကြီးမျိုး page မှာလည်းအခုလိုအတိုင်း page quality အနေအံဖြစ်တယ်ဆိုရင်အခုဒီ video မှာပြတဲ့အတိုင်း like ပြီးမှ sub ပြီးမှကိုကိုရအမားလေးကိုဖယ်ရှားပြီးမှ page quality အနေအံနဲ့အစင်အောင်လုပ်ဖို့နိုင်ပါတယ်ခင်ဗျာအဲ့အတွက်ကျွန်တော်သူရဲ့အတွက်ကျွန်တော်သူ page လာပြီဆိုနည်းနည်းအောက်ဆင်းတော့ကြည့်မှဆိုရင်တော့ဒီ page online တင်ထားတဲ့ content နဲ့အားလုံးအောင် copy content copy post copy video copy တက်ပုံတွေဖြစ်ပါတယ်။တခြား edit မလို့ပဲတင်ထားတဲ့အတွက်ကြောင့်သူ page မှာအခုလိုမျိုး spread တွေအများကြီးထိတယ်။ ဲ့တော့ကျွန်တော်တို့ live group အနေနဲ့ဒီ page online ticket အမှားပဲရှိလားဆိုမှကျွန်တော်ဒီ point တစ်ချက်တော့မယ် hello မင်းလားခင်ဗျာကျွန်တော်ဒီနေ့ပြောပြတတ်မယ်တော့ဒီ page အကြောင်းပြောပါတယ်ဒီ page က page quality အနေနဲ့ဖြစ်မှ subs အတား page ကိုဖြစ်ပါတယ်ဒီ page မှာဆိုရင် straight အများကြီးဒီမှာ page quality အနေနဲ့ဖြစ်နေတယ် celebrity ထားမှဆိုရင်ဒီ page ကဒီနေ့မှာ has been suspended ဆိုမှ post နဲ့အပိုင်းပိုင်းကပိတ်တော့ပနိုင်တဲ့အတွက်ကြောင့်မို့ဒီ page ကိုဘယ်လိုပြုပြင်သွားရမလဲဒီ page owner မသိနားမလဲပဲသူ page မှာဘယ်လို post content တင်ထားလဲဘယ်လိုအမှားမျိုးလုပ်ခဲ့မိတဲ့အတွက်ကြောင့်မို့ page quality အနေနဲ့ဖြစ်သွားခဲ့တဲ့ဆိုမှဒီနေ့ ည်ပြီးတော့အားလုံး live group လုပ်ပြီးကျွန်တော်ပြောပြပေးမယ်ပြီးလို့ရှိရင် copy post copy content တွေကို corporate looking အောင်ဘယ်လို edit လုပ်ပြီးတင်သွားရမလဲဆိုမှလည်းဒီ video မှာအားလုံးကျွန်တော်ပြောပြရှင်းပြပေးမယ်အတွက်ကြောင့်မို့ တည့်ရ pitch ဟုံးကိုကျွန်တော်တစ်ချက်သွားကြည့်မယ် pitch ဟုံးတစ်ချက်ရောက်ပြီဆိုရင်လည်း oxygen နဲ့ကြည့်မယ်ဆိုရင်တော့ဒီ pitch ဟုံးက covid video မဟုတ်ဘဲနဲ့အခြား social media video တွေကို download ဆွပြီးတခြား edit မလုပ်ဘဲသူ pitch မှာတင်ပြီးသွားတဲ့အတွက်ကြောင့် straight လေးထိတတ်ခဲ့တယ်တော်တော်များများတက်ပုံနေဆိုလို့ရှိရင်တော်တော်များများ copy တက်ပုံနေဖြစ်ပါတယ်တခြား edit မလုပ်ဘဲတချို့ဆိုရင် screen shot ပါတယ်တချို့ဆိုရင်သူများ whatsapp ကတက်ပုံနေသူများ page ကတက်ပုံနေ download ဆွပြီးတင်တဲ့အတွက်ကြောင့် page quality အနေအားဖြစ်တတ်ခဲ့တယ်အဲပုံစံမျိုးလုံးဝတင်လို့မရဘူးအကယ်လို့ကျွန်တော်တို့ကသူများတက်ပုံ download ဆွပြီးတင်လဲဆိုရင် copy looking ဘယ် လို့တင်သွားရမှာဆိုပြီးဗီဒီယိုရဲ့အဆုံးအနလေးမှကျွန်တော်ပြပြပေးမယ်။အဲ့အတွက်ကျွန်တော်ဒီ fish မှာ Facebook theme brand နဲ့ straight ပေးထားတဲ့ဥစားလေးကျွန်တော်တစ်ချက်သွားမှ check လုပ်ကြည့်ပါမယ်။အဲ့အတွက်ဒီမှာ henna spot တစ်ချက်ထောက်မယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီ spot in boss တစ်ချက်နေသွားမှကျွန်တော်ဒီ you are alert တို့ကျွန်တော်တစ်ချက်ထောက်သွားမယ်ဆိုဒီမှာ corporate content တွေအများကြီးရှိရပါတော့။ဒီဥစားလေးကျတော့ဒီ Facebook theme နဲ့ automatic remove လုပ်ပြီးသွားပါ။တူတင်ထားစာသားလေးတချို့ဆိုရင် comment post တွေမှာကြမ်းတမ်းတဲ့ comments လေးတွေကြမ်းတမ်းတဲ့စကားလုံးမျိုးဆဲဆိုတဲ့စကားလုံးမျိုးညင်ပန်းနေတဲ့စကားလုံးမျိုးရေးပြီးသွားမယ် post တင်ပြီးသွားမယ် comment မမိတော့မယ်ဆိုလို့ရှိရင်လည်းကျွန်တော် page မှာ straight TV တော့တဲ့အတွက်ကျွန်တော် AOS နဲ့ပတ်သက်ပြီးလုံအောင်လုပ်လို့မရပါဘူး။ဒီ AOS နဲ့ပတ်သက်ကျွန်တော် energy ကျွန်တော်ဖွင့်ပြပေးပါမယ်၃ခုလောက်ပေါ့နော်။ပြီးကျွန်တော် merch တော့မယ်ဆိုရင်ဒီ AOS copy video ဖြစ်ပါတယ်။အဲ့အတွက်ကျွန်တော်ဒီ C detail တစ်ချက်တော့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဆိုရင် ဒီတချင်းမှာဘယ်နှမိနစ်ကနေဘယ်နှစက္ကန့်ထိလို့တော့ copy တိထားတဲ့ဆိုမှသူကပြတာပေါ့နော်ပြောမစင်းကျွန်တော်ဗီဒီယို edit လုပ်တဲ့ခါမှာ frame ဘိုင်းဆိုင်ရာ attack ဘိုင်းဆိုင်ရာ red ဘိုင်းဆိုင်ရာ color ဘိုင်းဆိုင်ရာအားလုံးကို edit လုပ်ပြီးတွားရပါတယ် copy video copy လုပ်ခြင်းအောင်ဘယ်လို edit တွားရလဲဆိုပြီးကျွန်တော်ရဲ့အရှိတ်ဗီဒီယိုမှာ ဒီ edit လုပ်ပုံလုံးကြီး link 6ပုတ်ကျွန်တော်တင်ထားပေးတယ်အဲဥစားတစ်ချက်တော့ကြည့်မကိုကိုနဲ့ edit လုပ်ပုံနိုင်ပါတယ်ဒီဥစားကျွန်တော်ဖြတ်ဖို့ဆိုလို့ရှိရင်တော့ဒီဥစားတစ်ချက်နေမယ်ချက်နေမှာ only you can see this ဆိုပြီးပြဒါကျွန်တော် page admin page owner ကိုတည်းမှာမြင်တွေ့ရတာဖြစ်တယ်ဒီဥစားကျွန်တော်ဆက်လက်ပြီးထားမယ်ဆိုရင်ကျွန်တော် page မှာအခုလို့အတန်း straight ထိမှာ page quality အနေအထားဖြတ်သွားဝင်နိုင်တဲ့အတွက်ကြောင့်ဒီဥစားကျွန်တော်ဖြတ်ကိုဖြတ်ပြသွားရပါမယ်အဲ့အတွက်ဒီ page တစ်ချက်နေမှာ delete ပြီးတော့တစ်ချက်နေမယ်ပြီးရင် delete တစ်ချက်နေမှာကျွန်တော်ဒီဥစားဖြတ်လိုက်ပါမယ်ဖြတ်ဖို့ဒီမှာ browser အနေငယ်ကြတဲ့ကျွန်တော်အချင်းခဏလေးစောင့်ပေးလိုက်မယ်ဒီဥစားကျွန်တော်ဖြတ်လို့ပြီးသားခဲ့ပြီဆိုရင်နောက်ထပ်တစ်ခုကျွန်တော်ဖြတ်ဖို့စဉ်းစားမယ်ဒီဥစားလေးထုံးနည်းလကောက်ပဲအခြား website ကတက်ပေါ်အခြား website ကဗီဒီယို download ဆိုပြီးတင်တဲ့အတွက်ကြောင့်ပေါ့နော် address c တိတိတစ်ချက်ပြန်နေပြီးတော့မယ် ပြီးလို့ရှိရင်ဒါကျတော့နောက်တစ်မျိုးကျွန်တော်ဖြတ်မယ်ဒီမှာ continuation နေပြီးတော့မယ် continuation ပြင်နေပြီးတော့မယ်နောက်ကျရင် continuation ပြင်နေတော့မယ်မှာ3 option ပေးထားတယ်အကယ်လို့ကျွန်တော်တို့ကကိုကိုတိုင် PDF ဖန်တီးပြီးတင်တယ်ဒါပေမဲ့ Facebook တင်မှလည်းလွဲချော်ပြီးမှကျွန်တော်တို့ corporate ပြီးတဲ့ဘာညာဆိုရင်ကျွန်တော်ဒီကနေဒီ submit affiliate ဘာညာလုပ်ပြီးတော့လို့ရတယ်အကယ်လို့ကျွန်တော်တို့တချင်းအနေငယ်မှာ corporate ပါဆိုဒီမှာ submit chain ဘာညာလုပ်ပြီးတော့လို့ရတယ် ဒါပေမဲ့ဒီဥစ္စာ accept change ပညာလုပ်ပြီးသွားရလဲနောက်တစ်ချိန်ပြန် update မှာ corporate တည်တဲ့အတွက်ကြောင့်မို့ Facebook က AI ကနေ detect လုပ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီဥစ္စာဖြတ်ကိုဖြတ်ပြရပါမယ် copy video ဖြစ်တဲ့အတွက်ကြောင့်မို့ continue ချက်ပြန်နေမယ် delete video တစ်ချက်ပြန်နေပြီးသွားမယ်ဒီဥစ္စာကျွန်တော်တို့မှာဖြတ်လုပ်ပြီးသွားခဲ့ပြီဆိုလို့ရှိရင်နောက်တစ်ခုကျွန်တော်တစ်ချက်သွားမယ်ဒီဥစ္စာလည်းအခုနောက်အတိုင်းပဲကျွန်တော်ဒီဒီ copy video ခဲ့တယ် copy video ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် default တစ်ချက်နေမှာကျွန်တော်ဖြတ်ပြမယ်ဒါကြတော့ကျွန်တော် phone နဲ့အလွယ်တကူဖြတ်တော့လိုက်ရတယ် computer အတိုင်းလုပ်ပြီးတောင်းမယ်ဆိုရင် phone ကို desktop set ပြောင်းပြီးမှကျွန်တော်လုတ်ဆောင်တော့လိုက်ရပါတော့ chrome browser မှာ facebook login ဝင်ပါ desktop set ပြောင်းမှဒီပုံစံအတိုင်းဖြတ်တော့လိုက်ရပါတယ်ဒီပုံစံနဲ့ပတ်သက်ပြီးနားလေသဘောပေါက်ပြီးဆိုရင်တော့ဒီ page မှာရှိတဲ့ content လေးအားလုံးဖြတ်ပြီးတော့ရပါမယ်ဒါကြတော့ video အဆုံးသတ်လေးမှာကျွန်တော်ကော့ကိုလုတ်ပြီးတော့ရမယ်ကျွန်တော်အခုတော့လောလောဆယ်ပြန်ပြပေးရပါတော့ဒီမှာရှိတဲ့ content လေးအားလုံးဖြတ်ပြီးတော့မယ်အခုလိုကျွန်တော်ပြတဲ့အတိုင်း ပြီးလို့ရှိရင်တော့ကျွန်တော်တစ်ချက်သူ page home ကိုကျွန်တော်တစ်ချက်ယူသွားမယ်အလင်းချင်းကျွန်တော်ရှင်းပြပေးမယ်ကျွန်တော် page မှာ copy post copy content copy တပ်ပုံတင်ထားတယ်ဒါပေမဲ့ copyright တော့မလာသေးဘူးဆိုမှလည်းအဲ့ဒီ content ကိုကျွန်တော်ဖျက်ပြီးတော့ရပါမယ် Facebook AI က detect လုပ်တဲ့ from အနည်းနဲ့အမြဲ page တွေ copyright လာပါတယ်အဲ့ကလို့ကျွန်တော် page ကဒီနေရာဥဆိုင်တော့ကျွန်တော်တို့ဒီ copyright content လေးကိုကျွန်တော်ဖျက်ပြီးတော့တယ်ဒါပေမဲ့ ီမှာတော့တင်ထားတဲ့ copyright ကိုလည်းရှိတယ်ဒါပေမဲ့ copyright တမလာသေးဘူးဆိုရင်ကျွန်တော် Facebook တင်ကို affiliate တင်ပြီးသွားမယ်ဆိုလို့ရှိရင် Facebook AI ဘက်ကနေဒီ page ကိုအသေးစိတ်စစ်ဆေးတဲ့ချိန်မှာ copy post copy content ကျန်သေးတယ်ဆိုလို့ရှိရင်တော့ Facebook တင်မှနေဒီ page ကိုနောက်ထပ် strike လေးတွေပေးပြီးမှ page က has been unpublished ဒါမှမဟုတ် page က has been suspended ဖြစ်တော့ပါနေတဲ့အတွက်ကြောင့်ကျွန်တော်အသေးစိတ်စစ်ဆေးပြီးမှလောဆောင်သွားရပါမယ်အဲ့တော့ကျွန်တော်အင်ဇွန်တပ်ပွန်တပ်ပွန်ကျွန်တော် edit လုပ်ပြပေးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီတပ်ပွန်တစ်ချက် download ဆွဲလိုက်ပါမယ် save the assessor name ကျွန်တော်ဒီ name တစ်ချက်ကျွန်တော် save လုပ်ပြီးတော့လဲပါမယ်။အင်ယူဇင်ကျွန်တော်တစ်ချက်ပြပေးပါမယ်ခင်ဗျာနော်။ကျွန်တော်တို့ဒီ copy video တွေ corporate looking ဘယ်လိုတင်ပြီးတော့ရဲဆိုမှကျွန်တော်ရဲ့ page တကူကျွန်တော်ပြပေးမယ်။အဲ့တော့ကျွန်တော်ဒီ page မှာဆိုရင်တော့ကျွန်တော် follower 3000အထက်မှာရှိတယ်။အဲ့တော့ကျွန်တော် page home တစ်ချက်ပြင်နေတော့မယ်။ဒီ page မှာတင်ထားတဲ့ content တွေဆိုရင်အားလုံးက copy content copy video တွေပဲဖြစ်ပါတယ်မှာ silly content တွေပဲဖြစ်ပါတယ်အားလုံးပေါ့နော်အဲ့တော့ copyright လာလားမလာလားဆိုကျွန်တော်တစ်ချက်ဒီဘက်မှာ user ပြမယ် ကျွန်တော် page ကလည်း string index ကနေ money on type page ဖြစ်ပါတယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်ဒီ page web ဖြစ်ပါ fanny entertainment နော်ပြီးရင်ဒီမှာတစ်ချက်ပြမယ် fanny entertainment ဖြစ်ပါတယ်ဒီ page မှာ copy post copy content တင်ထားတယ်အဲ့အတွက်ကျွန်တော်ဒီ content ကျွန်တော်တစ်ချက်နေပြီးပြလိုက်ပါမယ် content မှာအားလုံးကြည့်မယ်ဆိုဒီမှာအားလုံး ss အောင်လေးရှိရပါတယ်အဲ့အတွက်ကျွန်တော်နည်းနည်းအောက်ဆင်းသွားပြီးမှဒီဥစ္စာတစ်ချက်ကျွန်တော်ပြပေးပါမယ် see inside your money on talam on thaw da so မှာအားလုံးအသေးစိတ်ဖြစ်အောင်ပါနော် အဲ့တော့ကျွန်တော်နည်းနည်းအောက်ဆင်းပါမယ်ဆိုကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ marching enable ဆိုပြီးပြထားပါတယ် marching အောင်ပါတယ် copy video corporate looking အောင်ဘလို့ edit သွားရဆိုပြီးကျွန်တော်အရှိဗီဒီယိုမှာကျွန်တော်တင်ထားပြတယ် page မှာကြည့်နေဆိုရင်လည်း page ရဲ့နည်းနည်းအောက်နားမတော့ကြည့်ပါ YouTube channel မှာကြည့်နေဆို YouTube channel နည်းနည်းအောက်နားလေးမတော့ကြည့်ပါ copy video corporate looking အောင်ဘလို့ edit သွားရဆိုမှအခုလောလောဆယ်မှာတော့ကျွန်တော်ဒီ copy တက်ပုံ corporate looking အောင်ဘလို့ edit သွားရမယ်ဆိုပြီးကျွန်တော်အချက်ပြပေးမယ်အတွက်ကြောင့် tab edit point နဲ့ကျွန်တော်ဒီ canvas software နဲ့ edit လုပ်ပြီးသွားမယ်ခင်ဗျာနော် ကျွန်တော်ဒီ Canva software ကျတော့ဖုန်းမှာလည်းရှိတယ် App Store Play Store မှာအလိုတကူရှိရဲ့အဲ့ဒီ Canva download ဆိုမှ Gmail တကူနဲ့ sign in ဝင်ပြီးမှကျွန်တော် edit တော်လို့ရပါတယ်ကျွန်တော် edit တော်မှဆိုရင်တပ်ပွန်တပွန် second ပိုင်းမှကြာပါတယ်ဒါကြတော့ကျွန်တော်အသေးစိတ်ပြတဲ့အတွက်အနေငယ်နည်းနည်းကြာရင်ကြာမယ်အဲ့တော့ကျွန်တော် Gmail တကူနဲ့ sign in ဝင်ပြီးတော်လိုက်ပါမယ် ကျွန်စိုင်းဝေဆိုဒီပေါ်နပေါ်လာခဲ့ပြီးကျွန်တော်ဒီ accept to route ရှင်းနေပြီတမ်းကျွန်တော်ဒီ number ကိုကြိုက်တဲ့ option ကိုယူပြီးတော်လိုက်ရတယ်ကျွန်တော် personal ပဲယူပြီးတော်လိုက်ပါမယ်ခင်ဗျာเนาะအဲ့တော့ကျွန်တော်ဒီကိုစာတစ်ချက်ဖြတ်ပြီးမှတော်လိုက်ပါမယ် okay ကျွန်တော်ဒီပုံစံပေါ်လာခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်မှာကျွန်တော်ဒီပုံစံပေါ်လာခဲ့ပြီဆိုတော့ကျွန်တော်မှာ create design ဆိုရှိရပါတော့ကျွန်တော်ဒီလိုစတစ်ချက်ထောက်ပြီးတော့မယ်ကျွန်တော်တို့ pitch address တော်မယ်အတွက်ကျွန်တော် pitch address တော်တော့30 80ဒီဘက်မှာ တက်စေ60ဆိုတာ perfect size ဖြစ်ပါတယ်ခင်ဗျာနော်ဒါပေမဲ့လေကိုကြိုက်တဲ့ size ကိုယူပြီးတော်လိုက်ရတယ်600အမြောက်600တော်လိုက်ရတယ်ဒါမှမဟုတ်တက်စေ60တက်စေ60 size ကိုတော်လိုက်ရတယ်ဒါမှမဟုတ်ဒီပုံစံပေါ်ပေါ်လေးပေါ်လာခဲ့ပြီဆိုလို့ရှိရင်နော်ဒီဥစ္စာကျွန်တော်အယောင်တင်းတင်းရှောရှောဖြစ်အောင်အယောင်လင်းကျွန်တော်နည်းနည်းပြောင်းပေးလိုက်ပါမယ် okay ဒီပုံစံဆိုတင်းတင်းရှောရှောဖြစ်တဲ့အတွက်ကျွန်တော်အခုနောက်တက်ပုံကျွန်တော်တို့ဒီဒီမှာပြန်ယူလာဖို့ဆိုရင်ဒီ upload file တစ်ချက်နေမယ်ပြန်ပြီး upload file တစ်ချက်နေတော့မယ်ဆိုဒီဥစ္စာဖြစ်တဲ့အတွက်ကျွန်တော်ပြန်ဒီမှာထည့်လိုက်ပါမယ် ညီမပေါ်လာခဲ့ဆိုဒီ user ကျွန်တော်ဒီ page ရှိတော့မှကျွန်တော်ဒီ user adjust လုပ်ပြီးတော့မှာပေါ့နော်ဒီပုံစံလေးထည့်ပြီးမှကျွန်တော်ဒီ tab ပုံကျွန်တော်ဒီလိုမျိုးကိုယ့်အကိုလိုလိုမျိုးအသေးအကြီးချက်တော့လို့ရပါတယ်ခင်ဗျာနော်ဒါကြောင့် tab ပုံအသေးတစ်ခု edit ပြတဲ့အတွက်ကြောင့်ဒီလို edit သွားပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်မှာကိုယ်ကြိုက်တဲ့ caption စာသားလေးကိုတစ်ခုခုရေးပြီးထည့်သွားမယ်ခင်ဗျာနော်ကျွန်တော်ဒီဘလုံးအကြောင်းနဲ့ပြောတဲ့ဆိုရင်ဘလုံးအကြောင်းနဲ့ပတ်သက်ပြီး caption စာသားတစ်ခုခုရေးပြီးသွားမယ်ဒါမှမဟုတ်ကျွန်တော်အထင်နဲ့ပတ်သက်ပြီးသွားတဲ့ဆိုရင်ကိုယ့်ရဲ့ page name ဖြစ်ဖြစ်ဒါမှမဟုတ်ကိုရောင်းတဲ့ product ရဲ့ ဒီပစ္စည်းဘလောက်ကျန်တဲ့ဘဲကာလာဘဲအောင်ဘာညာရှိရဆိုမကိုကိုတိုင်းရေးထည့်သွားလို့ရပါတယ်ကျွန်တော်တို့အလွယ်ကူဆုံးဖြစ်အောင်ကျွန်တော်ဒီ page name ကိုပဲကျွန်တော်တစ်ချက် copy ကူပြီးမှထည့်လိုက်ပါမယ်ကျွန်တော် page name copy ကူပြီးထည့်လာကြတော့တူတူတယောက်ကျွန်တော်တို့ရဲ့ debt ပုံပြန် copy ကူပြီးသွားမယ်ဆိုရင်ကျွန်တော်တို့နာမည်ပါတဲ့အတွက်ကြောင့်သူများတွေက copy ကူစင်းဘာညာရှောင်းနေပါတော့အတွက်ကိုနာမည်ကိုရေးပြီးသွားတာတော့ပို့ပြီးမှအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်โอเคပြီးရင်ဒီ down line မှာထားပြီးမှဒီဥစ္စာကျွန်တော်အရာလေးနည်းနည်းပြောင်းလဲပါမယ်အဖြေအောင်ပြောင်းလဲပါမယ် အဖြစ်အပျက်ပြောင်းပြီးစဉ်ကျွန်တော်ဒီဥစ္စာမှာ knock in background တစ်ခုထည့်မဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမှာဒီဥစ္စာတစ်ချက်သွားမယ်ဒီမှာတစ်ချက်ထည့်ပြီးမှဒီကောင်လေးကိုကျွန်တော်အယောင်ကတော့အနီအောင်ပြောင်းလဲပါမယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်အမဲအောင်ပြောင်းလဲမှာပေါ့နော် okay ပြီးရင်ဒီပုံစံလေး switch ချင်းပြီးမှကျွန်တော်ဒီဥစ္စာကိုကိုလိုလိုမျိုး customize လုပ်တော့လို့ရပါတယ်ဒါကြောင့်ကျွန်တော်အသေးစိတ်ပြတဲ့ drum နည်းနည်းကြိုင်ကြမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာနည်းနည်းဘောင်လေးကုပ်ပြီးတွားလဲပါမယ်ဒီဘောင်မှာဆိုရင်တော့ကျွန်တော်အနီအောင်လေးကုပ်ပြီးတွားလဲမယ်ဒီမှာဆိုတော့ အဲ့တော့ကျွန်တော်အနီအောင်ထင်းထင်းရှားရှားဖြစ်အောင်ကျွန်တော်တစ်ချက်ပြပေးမယ်ဒီမှာပေါ့အကြီးကြီးဖြစ်သွားခဲ့တယ်အဲ့တော့ပြန်မတည်ဥစားပြန်မအသေးပြန်လှုပ်လဲပါမယ်ခွန်တော့စကောင်းတယ်ပေါ့နော်ပြီးရင်ဒီတောင်းက၄တောင်းဖြစ်နေတဲ့အတွက်ကျွန်တော်ဒီတောင်းလေးကျွန်တော်နည်းနည်းလေးအနားလေးတွေကုတ်ပြီးတောင်းမယ်ကျွန်တော်ဒီဥစားနည်းနည်းလေးဆွဲပြီးမှတောင်းမယ်ဆိုရင်ဒီမှာအနားနည်းနည်းလုံလုံလေးဖြစ်သွားခဲ့ရပေါ့နော်ဒီပွန်တယ်လက်အဆင်ပြေတယ်ပြီးရင်ကျွန်တော်ဒီတက်ပုံကိုလည်းကျွန်တော်ထုံကြီးလကောင်းအတန်းကျွန်တော်အနားလေးတွေကုတ်ပြီးတောင်းလို့ရအနားဆိုကြီးအမဲရဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပေါ့နော် ဒီအမဲရောင်တိတ်မကြိုက်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အခြားအရာကိုပြောင်းမယ်ဆိုလို့ရှိရင်ဒီဖက်မတ်တစ်ချက်တော့မှကျွန်တော်အဝါရောင်လေးပြောင်းလိုက်မယ်ပြီးလို့ရှိရင်ဒီ down လေး down ကိုလည်းကျွန်တော်နည်းနည်းလေးလုံလုံလေးလုပ်ပြီးတော့မယ်အတွက်ဒီမှာပေါ့နော်ဒီလိုလုံလုံလေးလုပ်ပြီးတော့လိုက်မယ်ပြီးပြီးဆိုရင်တော့ကျွန်တော်ဒီမှာကိုကြိုက်တဲ့စာသားလေးတွေရေးထည့်ပြီးပြီးဆိုရင်ကျွန်တော်ဒီကနေ့ share button တစ်ချက်နှိပ်မယ် download ဆိုတာတစ်ချက်နှိပ်မှာနောက်တစ်ချက် download နှိပ်ပြီးမှကျွန်တော်ဒီဥစ္စာကို ပစ်မှာအလွယ်တကူတင်သွားလို့ရပါတယ်။နောက်တစ်ခုကြတော့ဈေးအောင်တဲ့လူတွေဒီအလုပ်လုပ်တဲ့လူတွေကကိုတစ်ခေါက် edit လုပ်ထားတဲ့တပ်ပုံပစ်မှာသုံးပြီးသွားတဲ့တပ်ပုံပစ်မှာ use လုပ်ပြီးသွားတဲ့တပ်ပုံ not change ပြန်ပြီးသုံးပိုင်ခွင့်မရှိပါဘူး။ not change ပြန်သုံးချင်တဲ့ဆိုရင်ပြန်ပြီးအသစ်ပြန်ဒီပုံစံအတိုင်း edit လုပ်ပြီးတင်သွားရတယ်။ကျွန်တော်တို့အခြား social media download ဆိုတဲ့တပ်ပုံမှာဆိုရင်တော့ကျွန်တော်ကြည့်တဲ့အခါရိုးရိုးရှင်းရှင်းလေးပြမနေနဲ့ပါ crop ပါနေလို့အဆင်မပြေပါဘူး။အဲ့ဒီတပ်ပုံမှာနောက်ကန် background မှာပါလာတဲ့ data အချက်လက်တွေအများကြီးပါတယ်။အဲ့ဒါကြောင့်အဲ့ဒီ data အချက်လက်ကဒီ application က ားကိုဖြတ်ချတဲ့အတွက်ကြောင့်ကျွန်တော်တို့ page မှာတင်ပြီးသွားမယ်ဆိုရင် copyright content ကလည်း100% looking ပါတယ်ဒီပုံစံတိုင်း edit လုပ်ပြီးသွားပါဒီ page ကိုတော့ဒီ page quality အနည်းအောင်အစင်းအောင်ဖြစ်အောင်တော့နောက်တစ်ခု video မှာကျွန်တော်ပြောပြပေးမယ်လောလောဆယ်မှာတော့ဒီ page မှာဖြစ်နေတဲ့အမှားနဲ့ပတ်သက်ပြီးကျွန်တော်ဖြတ်ပြသွားမယ်အခုနဲ့ကျွန်တော်ပြောတဲ့အတိုင်းပေါ့နော်ဒီ page on the edit မလုပ်ဘဲတင်ထားတဲ့အတွက်ကြောင့်သူ page မှာ copyright တော့မလာသေးဘူး copy content ရှိသေးတယ် epic အဲ့ဒီ copy content တွေအားလုံးကျွန်တော်ဖျက်လို့ပြီးသွားခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိတဲ့ဥစ္စာလေးအားလုံးဖျက်မယ်ဖျက်ပြီးသွားခဲ့ပြီဆိုရင်တော့ဒီ page မှာ admin edit ခင်အဲ့ဒီ admin edit နဲ့ post တင်တာလင်းက6ရက် develop ပြီးတော့ခဲ့ပြီဆိုမှတန်းလေအဲ့လာမှာကျွန်တော်ဒီ page quality any on အစိမ်းအပြောင်းဘယ်လို request တပြုတင်ပြီးတောင်းရမယ်ဆိုပြီး video အသေးစိတ်လို့ပြီးကျွန်တော်ပြပေးမယ်အရှိမလဲ page quality any on နဲ့အစိမ်းအောင်လုပ်ပလို့နီးအဝါရောင်နဲ့အစိမ်းအောင်လုပ်ပလို့နီးဒီ profile address ကိုလည်းပြင်စင်အောင်လုပ်ပလို့နီးနဲ့ပတ်သက်ပြီး ီဒီယိုအများကြီးတင်ပေးထားတဲ့အဥစ္စာတစ်ချက်ကြည့်မှလုံဆောင်တော်လို့ရပါတယ်။ဒီဥစ္စာမှာတော့ part 2ဗီဒီယိုမှာအနီယန်အဆက်အလုပ်ပလုံးနေကျွန်တော်ပြောပြပေးမယ်။အကယ်လို့လူကြီးမျိုးလို့ Facebook page Facebook profile မှာ at risk ဖြစ်နေတဲ့ grammar has been some issue over ဖြစ်နေဆိုရင်လည်း upper paper number contact လို့မှာ service account နဲ့ပါတယ်ဒါမှမဟုတ်ရင်ဒီ video ကြည့်ပြီးမှကိုကိုတိုင်းဖြေရှင်းလို့ရပါတယ်ဒီနေ့ဒီပတ်ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်